ဆလင်းမှာအထက်တန်းကျောင်းသူအုပ်စုဖွဲ့အရမပြုခြင်းမှုဖြစ်ပွားမင်္ဂလာပါအော်ရီယူပိုင်းစောင်းနိုင်ငံကိုကြိုးပါရစေဒီကမှာတော့ဆလင်းမြို့မှာအထက်တန်းကျောင်းသူရည်စားဖြစ်သူနဲ့တငယ်ချင်းဖွဲ့ရအုပ်စုဖွဲ့ပြီးအရမပြုခြင်းမှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းမင်မှုခရိုင်ဆလင်းမြို့အမှတ်၁အခြေခံပညာအထက်တန်းကျောင်းအထက်ကတက်မှာတက်ရောက်နေတဲ့အထက်တန်းကျောင်းသူရည်စားဖြစ်သူကျောင်းသားနဲ့တငယ်ချင်းတွေက အောက်စုဖွဲ့အတမပြုချင်းခဲ့လို့ပဒင်းများအရာသိရပါတယ်။ဆက်လင်းမြို့အာထာကတက်မှာတက်ရောက်နေတဲ့ဂျီတန်းကျောင်းသူတကြောင်နဲ့တက်ရောက်နေတဲ့ဂျီတွဲဟာရေစားဖြစ်သူနဲ့သူတငယ်ချင်း၃ဦးဟာအော်တိုဘာလ23ရက်နေ့လယ်12နာရီကျော်မှာမြန်တင်ရက်ခွက်ရှိထီကြီးဖျားအတွင်းခေါ်ဆောင်ပြီးတော့အထမပြူချင်းခဲ့တယ်လို့ဆိုပါတယ်ဂျီတွဲကျောင်းသားရေစားဖြစ်တဲ့လူကသူ့မွေးနေ့ရှိရဆိုပြီးတော့ ကျောင်းသူမလေးကိုជីជីဖျားကိုခေါ်သွားတာသူရဲ့တငယ်ချင်း၃ဦးကိုလည်းခေါ်ခဲ့တယ်သူရဲ့တငယ်ချင်းတွေကလည်းជីတွဲအောင်မြင်ပြီးကြပါပြီជីជីဖျားမှာကျောင်းသားတွေကအရက်တေစာတောက်စားမှုရင်ပြီးကျောင်းသူမလေးကိုဝိုင်းဝန်းအထမပြုခြင်းရတယ်ဒီကျောင်းကိုသိရှိတဲ့မြို့ကန်တို့ကပြောကြားခြင်းဖြစ်ပါတယ်ဈေးစားဖြစ်သူကျောင်းသားနဲ့တငယ်ချင်းတွေကပါဇက်ကိုပိတ်ပြီးတလဲစီအထမပြုခြင်းတာဂျိုင်းနတ်တာတွေလှုပ်ဆင်မှာ ကျောင်းသူလေးကသတင်းလစ်မိန်မျောသွားပြီးအဲ့ဒီနောက်မှာတော့တီကြီးဖျားထဲမှာ ကလေးမကိုဒီတိုင်းပစ်ထားခဲ့လို့သိရပါဗျာ။ပရမပြုချင်းအမကျောင်းသူမလေးရဲ့ရည်စားဖြစ်တဲ့ကျောင်းသားကလက်ဘဲညက်ချင်းဖားရချင်းပါဇက်အားပိတ်ထားခြင်းများပြုလုပ်၍တုံးပေါင်းပြီးတော့တလက်စီအတမပြုချင်းကကြံတူကဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့ Telegram မှာတင်ခဲ့ပါဗျာ။အရမပြုချင်းပြီးနောက်ကျောင်းသူကလေးမလေးသတိမေ့မျောနေခြင်း တကြီးပြားအတွင်းမှာထားရှိခဲ့ပါတယ်။ဒီချိန်တွေကိုနက်နာသူမင်္ဂလရဲ့ပြောပြချက်အရ၎င်းနဲ့နေဆက်သူတွေရတဲ့ဆင့်သိရပါတယ်။အခင်းဖြစ်ပွားပြီးနောက်အထမပြုချင်းခံရတဲ့ကျောင်းသူသတိပြန်ရလာပြီးဖရားအနီဝန်းကျင်ရှိဒေသခံတွေကို၎င်းအထမပြုချင်းခံရကြောင်းပြောဆိုအကူအညီတောင်းခံရမှအနီးပတ်ဝန်းကျင်မှသူများကစလင်းစေးရုံကိုပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။လက်ရှိမှာတော့အထမပြုချင်းကဲ့သို့ဂျီတွဲကျောင်းသားနဲ့ တငယ်ချင်း၃ဦးကိုဆလင်းရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားပြီးအရမပြူးကျင်းစဉ်ရိုက်ကူးထားတဲ့ဘေယိုဖိုင်ကိုလည်းရဲဘက်ကသိမ်းယူထားတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမှုကျေးအင်းနိုင်ရေးအတွက်ရဲတပ်ဖွဲ့ဆလင်းအထက်ကကျောင်းအုပ်ကြီးကျောင်းဆရာဆရာမတွေနဲ့ကျောင်းသားမိဘတွေကနေနာသူကျောင်းသူလေးမိဘစီကိုစက်သိန်း900နဲ့ညှိနှိုင်းဆောင်ရွက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဒါကတော့ Facebook စာမျက်နှာများမှတစ်ဆင့် သိရတဲ့သတင်းကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။အစောတိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြရတွေဝေးကွာကြပါစေဗျာ။